အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေအကြောင်းမျိုးမျိုးကြောင့်ပြန်မရောက်ရှိခဲ့သူတွေစုပေါင်းပြီးညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ကိုဖွဲ့စည်းလိုက်တာပါဒီအဖွဲ့အနေနဲ့မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးကိုအဓိကတားဆောင်ရွက်သွားမှာဖြစ်ကြောင်းညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့နာရကဦးစောနေနိုင်ကပြောပါတယ်ညီညွတ်သောအမျိုးသားဒီအဖွဲ့ကအခုအခြေခံနာကမျိုးသားဒီဖွဲ့ချုပ်ကပြန်မရောက်သွားပြီးတော့နိုင်ငံရေးကိုကိုနီကိုဟန်တူဦးတည်းရောက်နေလူတွေကိုစုစည်းပြီးတော့အဲ့ဒီရင်မကအောင် လူမှုနိုင်ငံရေးလောက်တဲ့အခြားအဖွဲ့အစည်းတွေပေါင်းပြီးတော့ဓမ္မပြည်နိုင်ငံရေးအဓိကညီမှန်းချက်ဖြစ်တဲ့ဒီမိုကရေစီစနစ်ဖြစ်ပေါ်ရုပ်တဲ့ကိုဆက်လက် ပြီးတော့ဘယ်နည်းဘယ်ပုံနဲ့လုပ်မလဲဆိုတာကိုထပ်ပြီးတော့ဆုံးဆက်မယ်ပါတီထောင်နဲ့ထောင်မယ်မထောင်နဲ့သူ့သဘောပဲအဲ့ဒါအဲ့ဒါယူရချက်ပဲဒါအပြင်ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတမျိုးသားလုံးပါဝင်တဲ့ပြည်အောင်စုညီလာခံကျင်းပရေးအမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးစားတဲ့အချက်တွေပါဝင်တဲ့ထုတ်ပြန်ကြေညာချက်တစ်ခုကိုလည်းထုတ်ပြန်ခဲ့ပါတယ် ကျွန်တော်တို့送တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့က၈၀လောက်အောင်မယ်လုံးဝညီနိုင်မယ်နောက်တစ်ချက်ကလည်းပဲဒါပြီးရင်ကျွန်တော်တို့ကတိုင်းရင်းသားခေါင်းဆောင်နေနဲ့ကျွန်တော်တို့က alliance ဖွဲ့မယ်ဒါအခြား democratic ဟိုဟာတွေနဲ့လည်း alliance ဖွဲ့ပြီးတော့ကျွန်တော်တို့ဒီလွတ်တော်ပြည်မမှာကြီးမားတဲ့အတိုက်ခံအင်အားစုတရအနေနဲ့ဟလာတိုင်းပြည်ရဲ့ဒီနိုင်ငံရေးစည်းကြောင်းကိုဟလာညင်သာချုံးမှုဖို့เนาะလိုအပ်တာတွေဆိုရင်လည်းကျွန်တော်တို့က တွန်းတူတိုက်ပွဲဝင်ပြီးတောင်းဆိုပြီးတော့ကျွန်တော်လှုပ်ဖို့အဓိကတော့ကျွန်တော်ကမြစ်ဆုံလို့ဒါကကျွန်တော်ရဲ့ ARD ကိုကယ်ဖို့ပေါ့ကယ်တင်ဖို့ဒါမျိုးကိစ္စတွေကိုကျွန်တော်ကရှင်းလန်းမှာတင်ပြီးတော့ဘူးလက်လုံးနောက်လက်ဆက်လုံးမယ်အဲ့ဒီအပြင်အခုကျွန်တော်ကပိုလာတာတော့ခုနပြောပြသားလို့ပေါ့ဟာလား ဒီတိုင်းသားစီလုံးညီညီဒါပြည်တွင်းညီညီရပြီးရင်တိုင်းသားစီလုံးညီညီကိုစစ်မှန်တဲ့စီရင်ရအောင်ကျွန်တော်တို့ကဒါလုတ်ကလုတ်မှာအဲ့ဒါညီညီမရှိဘူးစီလုံးညီညီရေးမရဘူးဆိုရင်ကျွန်တော်တို့ဘာမှမတွတ်တတ်ဘူးအဲ့ဒါပြီးရင်အဲ့ဒါပြီးအောင်မှာကျွန်တော်တို့အဲ့စစ်မှန်တဲ့ဖေဒရယ်ပြည်ထောင်စုကိုကျွန်တော်တို့ယူရဒီပွဲကအဲ့အတွက်အဆပါပဲ NLD ပါတီဝင်ဟောင်းတွေဖြစ်ကြတဲ့ဦးစောနိုင်နိုင်ကညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့အစည်းအဖြစ်ဦးဆောင်ပြီးဥက္ကဋ္ဌအဖြစ်ဒေါက်တာသမင်းဒုဥက္ကဋ္ဌဒေါက်တာသောမြင့် အထွေထွေတွင်းရေးမှုဦးအောင်သူရအတွင်းရေးမှုအဖြစ်ဦးဒေးပိလှမြင့်တို့နဲ့ဖွဲ့စည်းခဲ့တာပါနောက်ပိုင်းမှာတော့အမျိုးသားတင်မွေကြီးအဖွဲ့ချုပ်ကနေပြင်းမရောက်ရှိသွားသူတွေအပြင်နိုင်ငံရေးတက်ကြွလှရှားသူတွေကိုလည်းညီညွတ်သောအမျိုးသားတင်မွေကြီးအဖွဲ့အဖွဲ့ဝင်အဖြစ်သူစည်းသွားဖို့ရှိကြောင်းသိရပါတယ်ခင်ဗျာ